ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ချိုးဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Middleweight တန်းချန်ပီယံဟောင်း Robert Whittaker နဲ့ပွဲထွက်ရတော့မယ် Netherlands Lorsche Rainier Derrida ရဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာပရိသတ်တွေရဲ့အသေးကြော်ကြီး Rainier Derrida ကတော့ UFC မှာအတော်ကိုခရီးပေါက်နေပါပြီ UFC မှာသုံးပွဲသာထိုးသက်ထားရပေမဲ့ Rainier Derrida ဆိုရင်ပရိသတ်တော်တော်များများကစိတ်ဝင်စားနေကြပါပြီ Rainier Derrida 2024ခုနှစ်နိုဝင်ဘာလကမှ UFC မှာပွဲဦးထွက်တာဖြစ်ပါတယ် ဘောဥထမှာဆိုရင်ပြိုင်ဘက်ကိုတတိယအချီချုပ်ကွက်နဲ့အဖွင့်လှခဲ့ပါတယ်။ Brian Deveda UFC ဒုတိယမြောက်ပွဲစဉ်မှာတော့ Kevin Holland ကိုပထမအချီမှာပဲလယ်မညှင့်ပြပြီးအနိုင်ယူပြလိုက်ပါတယ်။နောက်ဆုံးပွဲကတော့ Ryan Deveda ရဲ့အထောက်အကူခုံစရာကောင်းတဲ့ပွဲလို့ပြောရမှာပါ။ American Showman Michi Fighter Bonique ကိုဒုတိယအချီမှာပဲ TKO နဲ့အနိုင်ယူပြလိုက်တာပါ။ Bonique ဆိုတာ Champion လောင်းလို့တော့သတ်မှတ်ခံထားတဲ့ Fighter တယောက်ပါ။ အဲ့ဒီ fighter ကိုဘဲကိုခွဲပြားလိုက်တော့ Rania Duvitar ရဲ့သတင်းက UFC မှာ holy တကြောကြောဖြစ်သွားတာပါဘိုနီကန်နဲ့ပွဲထူထားတဲ့နှစ်ပတ်ကျော်ပဲရှိပါသေးတယ်အခုတော့ Rania Duvitar ကို UFC က champion ဟော Robert Whittaker နဲ့ပွဲတည့်ပေးလိုက်ပါပြီ Rania Duvitar ဘိုနီကင်နဲ့ပွဲပြီးမှသူ့အနေနဲ့မက်ဒဝိနန်းချန်ပီယံဟောင်းရှောင်းစထရစ်ကလန်နဲ့ရင်ဆိုင်ထိုးသက်ခြင်းနဲ့လို့စိန်ခေါ်ခဲ့တာပါ။တိုးပေမဲ့လက်ရှိအချိန်မှာရှောင်းစထရစ်ကလန်နဲ့အစ္စရေးရဲ့စံကြရရဲ့မတည်ပွဲကို UFC ဘက်ကပွဲတင်နေတယ်လို့ကြားသိရပါဗျ။အဲ့ဒီအချက်လက်တွေကြောင့် Rainier Durita နဲ့ရှောင်းစထရစ်ကလန်နဲ့ထိုးခွင့်မရပဲချန်ပီယံဟောင်းတူဖြစ်တဲ့ Robert Whittaker နဲ့ရင်ဆိုင်ထိုးသက်သွားရမှာဖြစ်ပါတယ်။ Rainier Durita ကတော့တကယ်ကိုအဆင်ပြေနေတာပါပဲ။လက်ညှိုးညွှန်ရာရှိဖြစ်နေတာပါ။ USD ကိုရောက်လာတဲ့10လအတွင်းမှာ၄ဘွဲ့ထိထိုးထားတဲ့ Ryanair Derivative အတွက်တကယ်ကိုအဆင်ပြေပါတယ်။အခုထိုးရမယ့်ဝတ်တိတ်ကားကလည်း Middleweight Ranking နံပါတ်၄ဖြစ်ပါတယ်။ top 10တွေက fighter တွေနဲ့ထိုးရမှာမဟုတ်ပဲ top 5တွေက fighter နဲ့တန်းထိုးတတ်ခွင့်ရသွားတာ Ryanair Derivative တဲ့တကယ်ကိုအခွင့်အလမ်းတစ်ခုပါပဲအကယ်၍ Ryanair Derivative ဒီပွဲမှာထပ်နိုင်ခဲ့ရင် Ryanair ဟာ top 5စီးရင်ဝင် fighter တူဖြစ်လာတော့မှာပါဒါဆိုမကြခင်မှာသူ့အနေနဲ့ champion ခပ်ကြီးကိုစင်ခေါ်ခွင့်ရမှာမလွဲဧကန်ပါပဲ ။ Rainier Durida အနေနဲ့ဒီပွဲမှာဘလို့အခင်းချင်းဖြစ်အောင်စွမ်းဆောင်ပြမလဲဆိုစောင့်ကြည့်ရမှာပါ။ Rainier Durida အနေနဲ့တော့ဝတ်တိတ်ကာကလည်းအရင်ခတ်ခဲနေတဲ့ fighter တအုပ်တော့ဖြစ်မယ်မထင်ပါဘူး။ Robert Wittey က striking မိုင်းမှာတော့ Rainier Durida ထက်အများကြီးကောင်းပါတယ်။တို့ပေမဲ့ grappling မိုင်းမှာတော့ Rainier Durida ဟာတိတ်တောင်းလုံးနိုင်ခဲ့ရင်တော့ Rainier Durida အတွက်ငွေတော့ပိုက်အောင်ပဲပွဲလို့ပဲဆိုရမှာပါ Rainier Durida ရဲ့ grappling မိုင်းကိုသိပ်ပြီးတော့ရင်ဆိုင်နိုင်တဲ့ fighter ကရှာပါတယ် ခမ်းဇာရှင်ဘိုင်ဖလိုလို့နဗန်ကောင်းတဲ့ fighter ဆိုရင်တော့ Rainier Derrida အတွက်တော်တော်ကိုခက်ခဲမှာပါတို့ပေမဲ့ Robert Whittaker ကလည်းအရန်ယူကိုဆွမ်းဆောင်ရင်ကောင်းနေချပြနိုင်တော့တဲ့အရွယ်တစ်ခုမဟုတ်တဲ့အတွက်ကြောင့်မလို့ Rainier Derrida အနေနဲ့ဒီပွဲမှာလည်းနိုင်ကောင်းနိုင်နေပါတယ် Robert Whittaker အတွက်ကတော့တကယ်ကိုစိုးတယ်လို့ပဲပြောရမှာပါ။ဘာကြောင့်လဲဆိုတော့ Robert Whittaker နောက်ဆုံးပွဲမှာ Rainier Derrida လိုမျိုးပဲထိုးတက်တဲ့ Khamzat Chimaev နဲ့ရင်ဆိုင်ထိုးတက်ခဲ့ရတာပါ။အဲဒီပွဲစဉ်မှာ Khamzat Chimaev က ရီယန်ကချုံနဲ့နာမောယူပြခဲ့တာပါအဲ့ဒီပွဲမှာလည်းတော်တော်ကိုအမ်ဆက်ရှင်မရဲ့ပြင်ညှင်းအားအရန်ကောင်းတဲ့အတွက်ကြောင့်မို့ရောဘတ်ဝစ်တီကန်နေနဲ့သူ့ရဲ့အောက်သွားတွေဂျုံဝင်သွားခဲ့တယ်လို့တော့ဆိုခဲ့တာပါဒီဒီချိန်မှာလည်းသူ့အနေနဲ့ကမ်ဆက်ရှင်မရဲ့ဘလိုမျိုးထိုးတက်တဲ့ဖိုင်တာတုံးနဲ့တွေ့ရတော့မှာပါအဲ့ဒီဟာရိုင်းနီယာဒီရီတာဖြစ်ပြီးရိုင်းနီယာဒီရီတာလည်း ground game မှာတော်တော်ကိုကောင်းမွန်လွန်တဲ့ဖိုင်တာတစ်ယောက်ဖြစ်ပါတယ် ဒီအခင်းကြီးကို rubber wood တွေကနေနဲ့ဘလို့ကင်ကျွေးသွားမလဲစောင့်ကြည့်ရမှာပါသေးကြတာကတော့ Rainier Dovita အနေနဲ့ဒီပွဲမှာသာနိုင်သွားရင်သူ့လိုချင်တဲ့ချန်ပီယံစင်ခေါ်ခွင့်လမ်းကြောင်းကိုချင်းသေးပေါ့ကိုရောက်သွားပြီဖြစ်ပါတယ်။အကယ်၍ဒီပွဲမှာသာ Rainier နိုင်ပွဲရသွားပြီးနောက်တစ်ပွဲလောက်ထိုးသက်ရပြီးလို့ထပ်မံနိုင်ပွဲရရှိခဲ့တဲ့နဲ့ Rainier Dovita ရဲ့ Middleweight တန်းချန်ပီယံလူဝဲကြီးကချင်းသေးဖြစ်လာတော့မှာပါ။ Rainier Dovita နဲ့ Robert Wood တွေကတော့ပွဲကဇူလိုင်လမှာကျင်းပမဲ့ UFC Final ရဲ့ Main Event နေရာကနေရင်ဆိုင်ထိုးသက်သွားမှာဖြစ်ပါတယ်။ ရိုင်းနီယာဒေရီတာအတွက်တော့တကယ်ကိုအခွင့်အရေးကောင်းတွေကိုပိုင်ဆိုင်နေတာဖြစ်ပါတယ်။လေကျင်နေတဲ့ Netherlands လောရှီနေနဲ့ဘလို့အခင်းချင်းတွေဆက်လက်ဖြစ်ပေါ်လာအောင်လဲဆိုတော့စောင့်ကြည့်ရမှာပါ။ Netherlands လောရှီတည်းက UFC လို့ကမ္ဘာကျော် promotion ကြီးမှာ champion ကမ္ဘာကြီးကိုပတ်ခွင့်ရမလားဆိုတော့လဲစောင့်ကြည့်ရမှာပါ။ဘလို့ခင်းချင်းတွေဖြစ်လာအောင်လဲဆိုတော့ဆက်လက်စောင့်ကြည့်သွားကြရမှာဖြစ်ပါတယ်ပိတ်သက်များခင်ဗျာ။ဒီကနေ့အတွက်တင်ဆက်ဖို့လေးရတယ်ဒီလောက်ပါပဲ။ ဒါမယ့်နေ့ဒီမှာလည်း MMA လောကနဲ့အာကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရအောင် subscribe လုပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာအားလုံးပဲသာပျော်ရွှင်မယ့်ကောင်းတဲ့ဒီလေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ